သူမချစ်သူရဲ့အုံနောက်ကိုစားမိပြီးလူသားမလေးကိုကြိုက်မိသွားခဲ့တဲ့ဖိုးကောင်လေးတယောက်ဟောကောင်ဗဲရက်ကတကဘာလုံးကိုပြန့်နှံ့လွှမ်းမိုးသွားခဲ့ပြီးလူသားများစုကလမ်းလျှောက်နေတဲ့ရုပ်လောင်းသာသာဖိုးကောင်လေးဖြစ်ပြောင်းလဲသွားခဲ့ကြပါတယ်အာဂလိုခေါ်တဲ့ဖိုးကောင်တကောင်နဲ့သူ့ရဲ့ဖိုးကောင်ဘော်ရီကဆွန့်ပစ်ထားတဲ့လေဆေးတစ်ခုထဲမှာနေတိုင်းရွေချင်းမဲ့စွာရှောက်သွားနေခဲ့ကြပါတယ်ဒါမဲ့တခြားဖိုးကောင်တွေနဲ့မတူဘဲနဲ့အာကလုံးဝအတိညာကင်းမဲ့နေတာမျိုးမဟုတ်ပါဘူး ူကဗီနိုင်းခွေတွေနှလုံးတွေလိုမျိုးလူသားတွေရဲ့အမတ်တရပစ္စည်းတွေကိုတယောက်တည်းစုဆောင်နေခဲ့တာပါဒီနောက်မှာတော့သူကစကားပြောဆက်သွယ်တာမျိုးတွေလုပ်ချင်ပေမဲ့လည်းသူ့ပါဇက်ကနေထွက်လာတာတွေကညှိတွားတန်တွေတိမ်ပဲဖြစ်ပါတယ်ဒီဖို့ကောင်လေးရဲ့ချက်ဆုံးတငယ်ချင်းကတော့ M လို့ခေါ်တဲ့နောက်ထပ်ဖို့ကောင်တစ်ကောင်ပဲဖြစ်ပါတယ်သူတို့ချင်းချင်းကြားမှာတော့စကားပြောစရာမလိုပဲနားလည်မှုရှိခဲ့ကြပါတယ်ဒီပေါ်ကောင်ကဘာထဲမှာတော့ဘိုးနီတို့ခေါ်တဲ့ပိုပြီးကြောက်စရာကောင်းတဲ့အကောင်တွေတော့ရှိနေပါသေးတယ်။သူတို့ကတော့လူသားဆန်မှုတွေကိုလုံးဝဆုံးရှုံးသွားတဲ့ဖို့ကောင်တွေဖြစ်ကြပြီ အယိုးစုပြေပြောင်းလဲသွားကနှလုံးခုန်နေတဲ့ဘလိုမျိုးလူကိုမဆိုတိုက်ခိုက်တတ်ကြပါလေဒီလိုဖို့ကောင်ကဘာထဲမှာတော့အသက်ရှင်ကြံရစ်တဲ့တာမန်လူသားတွေကကြီးမားတဲ့မျိုးရိုးတွေနဲ့ကာယံထားတဲ့မျိုးတမျိုးတွေမှာနေထိုင်ကြရပါလေဒီမျိုးကိုဘုံမူကြီးဂရီဂျီယိုနဲ့သူ့ရဲ့စစ်တပ်ကဥဆောင်ပြီးတော့ကာကွယ်ပေးထားတာပါသူသမီးဂျူလီကတော့ရဲရင်ပြီးတက်တက်ကြွားကြားနဲ့မိမ့်မပြိုလေးတယောက်ပဲဖြစ်ပါလေဂျူလီရဲ့ချစ်သူပယ်ရီကတော့ဖို့ကောင်တွေကိုအသေးတန်မုန်းတီးတဲ့စစ်သားတအုပ်ဖြစ်ပါလေ ။ဒီနေ့မှာတော့ဂျူလီပယ်ရီနဲ့သူတို့တငယ်ချင်းတွေဖြစ်တဲ့နိုရာပါဝင်အဖွဲ့တစ်ဖွဲ့ကစီဝါပစ္စည်းတွေရှာဖို့အတွက်မြို့ရိုးတွေကာယံထားတဲ့မြို့တွေကနေထွက်ခဲ့ကြရပါတယ်။မြို့ပြင်မှာသူတို့ကအာကတိုဖုတ်ကောင်အဖွဲ့နဲ့တွေ့ခဲ့ကြရပြီးတော့တိုက်ပွဲတစ်ခုလည်းဖြစ်ပွားသွားခဲ့ပါတယ်။ဒီလိုမျိုးတိုက်ခိုက်ရှုံ့ထွေးမှုတွေကြားမှာအာကပယ်ရီကိုတတ်ပြီးတော့သူ့ရဲ့အုံနောက်ကိုစားလိုက်ပါတယ်။ဘယ်ရီယာအုံနောက်ကိုစားမိလိုက်ချိန်မှာတော့အာဂါသူ့ရဲ့မှတ်ဉာဏ်တွေကိုပါလက်ခံရရှိခဲ့ပါတယ်။ဘယ်ရီရဲ့ချစ်သူကောင်မလေးဂျူလီအပေါ်မှာလည်းဘယ်ရီလိုမျိုးခံစားချက်တွေကိုပါရရှိခဲ့ပါတယ်။ တာမန်လူသားတွေရဲ့ဖွယ်ထဲမှာလည်းဂျူလီတယောက်တည်းကသာသက်ရှင်ကြံရိပ်ခဲ့တာပါဒီလိုမျိုးယင်းနီးတလူလိုမယင်းနီးတဲ့မိန်းကလေးကိုကြည့်ပြီးတော့အောက်ကကြံနေတဲ့ဘယ်ရီရဲ့အုံနောက်ကိုထုတ်ပိုးလိုက်ကဂျယ်ရီစီကိုဖိဖိချင်းချင်းကပ်သွားခဲ့ပါတယ်ဂျူလီကဓမြောင်ရောင်းနဲ့ပြပောက်လိုက်ပြီးတော့အောက်ကိုထိမှန်ကစိုက်သွားခဲ့ပါတယ်ဒါမဲ့လည်းဒီလိုတန်ရာကဖုတ်ကောင်တကောင်တွေဘာမှမဟုတ်ခဲ့တာပါဒါမဲ့မမြင်ဘူးတဲ့ဂျူလီကတော့ကြောက်ရွံ့မှုတွေနဲ့တူလဲကြသွားခဲ့ရပါတယ်ဒါမဲ့အကတော့ဂျူလီကိုနာကျင်အောင်လုပ်ဖို့မကြိုးစားခဲ့ဘဲနဲ့ အဲဒီစားသူကသူမရဲ့နာမည်ကိုနူးညံ့စွာခေါ်နေတာကြောင့်ဂျူလီလည်းအံ့အားတင်သွားခဲ့ရပါတယ်။အကြောက်ပုတ်ကောင်တွေကသူတို့နားကိုချင်းကပ်လာတာကိုမြင်တဲ့အခါမှာတော့အာဂါဂျူလီရဲ့လူသားအနှံ့ကိုဖုံးကွယ်ဖို့အတွက်သွေးနဲ့ဖုတ်ကောင်ပိုင်းစားတွေကိုသူမကိုယ်ပေါ်ကိုတုတ်ပေးလိုက်ပါတယ်။သူကသူမကိုဖုတ်ကောင်တကောင်လိုဟန်ဆောင်ပြီးတော့ဖုတ်ကောင်အုပ်စုကြားကနေခေါ်သွားခဲ့ပါတယ်။အားတယောက်ပြင်တွေ့ပြီးတော့အစာရှာလိုက်တာကအတော်လေးကိုကြိုးရှိခဲ့ပါတယ်။သူပိုင်ဝခဲ့ရုံသာမကသူ့အတွက်ချစ်သူတူအူကိုပါရှာတွေ့လာခဲ့တာပဲဖြစ်ပါတယ်။ ဒီတော့မှာတော့အာကဂျူလီကိုသူ့ရဲ့နေထိုင်ပုံအောင်ရာဖြစ်တဲ့လေယာဉ်မြန်စီကိုခေါ်သွားပေးခဲ့ပါတယ်။ဂျူလီကတော့အကြောင်းလန်တကြားဖြစ်နေခဲ့ပြီးတော့စတင်ငိုကြွေးပါလို့လေ။အာကလည်းသူ့စပင်ကိုကြောင်တော်တော်နဲ့ပြင်လိုက်ပြီးတော့သူမကိုအန်ရည်ပြို့ဖို့ပါရည်ချင်းမှမရှိကြောင်းပြသဖို့ကြိုးစားခဲ့ပေမဲ့လေ။သူကစကားကိုပြည့်စုံမပြောနိုင်ခဲ့တဲ့ပုံကောင်တစ်ကောင်ဖြစ်နေပါသေးတယ်။သူစကားပြောဖို့ကြိုးစားနေတာကဂျူလီကိုပို့ပြီးတော့ကြောက်သွားစေခဲ့တာပါ။အာကသူမကြောက်ရွံ့နေတာကိုမြင်တဲ့အချိန်မှာတော့ဂျူလီတယောက်တည်းကနားလောက်အချင်းယူလို့ရအောင်လို့လေရင်တဲကနေထွက်သွားပေးခဲ့ပါတယ်။ ီမိန်ကလေးចောင်းကိုပို့ပြီးနားလည်ဖို့အတွက်သူကဘယ်ရီယာအုံနောက်ကိုနောက်ထပ်နည်းနည်းထပ်စားလိုက်ပါတယ်။မှန်ညာနေပို့ရပြီးတဲ့နောက်မှာမှ သူက လေရင်စီကိုပြန်လာပါတော့တယ်။သူကစကလုံးနေစားသူ့ရဲ့လုပ်ရက်တွေနဲ့ပဲသူ့ကိုသူပြသပြီးတော့ကြောက်စရာမကောင်းအောင်စူးစမ်းနေခဲ့ပါတယ်။ဒီနောက်မှာတော့သူကခွေတစ်ချက်ကိုယူပြီးတော့သူ့ကြိုက်ဆုံးသချင်းတစ်ပုဒ်ကိုဖြန့်ပြပါတယ်။သူကတခြင်းလေးတွေနဲ့သူ့စာစကားပြောပေးခိုင်းနေတယ်လို့မျိုးပါပဲ။ဂျူလီယက်မျိုးလုံးတွေမှာတော့အံ့ဩမှုအပြည့်နဲ့ဖိုးကောင်ကဘာတွေလုပ်နေတာများလဲဆိုပြီးတော့တွေးမိနေခဲ့ပါတယ်။ နောက်နေ့မှာတော့ဂျူလီကအားကိုသူမဘိုက်စားတယ်ဆိုတဲ့အကြောင်းပြောပြီးတော့အစားအစာရှာပေးဖို့တောင်းဆိုလိုက်ပါတယ်။ဂျူလီကတွေ့ပြဖို့အတွက်သူ့ကိုအာယုံပြောင်းရအောင်လို့စူးစမ်းနေတာကိုအားကမသိလိုက်ဖဲနဲ့ချက်ချင်းသဘောတူခဲ့ပါတယ်။ဂျူလီတယောက်လွယ်တကူထွက်ပြေးနိုင်မယ်လို့ယုံကြည်နေခဲ့မိပေမဲ့လည်းတိတ်ဝဝေးမရောက်ခင်မှာပဲပုတ်ကောင်တွေနဲ့တွေ့လိုက်ရပါတော့တယ်။ဒါကြောင့်သူမကလေရင်ဘေးအောက်မှာမြန်ပေါ်အောင်လိုက်ပေမဲ့လည်းပုတ်ကောင်တွေမှာပုံမှန်တဲ့ပိုကောင်းတဲ့အနက်ခံအာယုံတွေရှိနေကြတာကြောင့်မကြခင်မှာပဲသူမရဲ့လူသားအနက်ကိုရပ်သွားခဲ့ကြပါတယ်။ ဒါကြောင့်ဖို့ကောင်တွေကပိုနီးလာတော့မှာပဲအာကာရုတ်တရက်သူမနောက်မှာပေါ်လာခဲ့ပြီးတော့အပြင်ဘက်ကအရန်အနေနဲ့များလာကြောင်းထွက်မပြေးဖို့ဂျူလီကိုတတိပေးလိုက်ပါတယ်။နောက်တော့သူကဖို့ကောင်စိတ်ပိုင်းတွေကိုသူမမျက်နှာပေါ်ကိုထပ်ပြီးတော့တုပ်လိုက်ပါတယ်။ဒါကသူမရဲ့အနံ့ကိုဖုံးကွယ်နိုင်မှာပဲမဲ့လေဖို့ကောင်တွေရဲ့မျိုးလုံးကိုတော့လဲစားနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အာကာလုံခြုံစေဖို့အတွက်ဂျူလီကိုလည်းဖို့ကောင်တွေတွားသလိုမျိုးလိုက်တူပြီးတော့တွားဖို့ပြောခဲ့ပြီးတော့ရန်တချောင်းမှာပြပေးနေခဲ့ပါတယ်။အဲ့လိုနဲ့ပဲဂျူလီကဖို့ကောင်တွေကြားမှာအောင်မြင်စွာရောနှောသွားနိုင်ခဲ့ပါတယ်။ ဒါမဲ့သူမအခုတကယ်ပိုက်ဆံနေပြီဖြစ်တာကြောင့်အားကလည်းသူရှာလာတဲ့အစားအစာတွေကိုဂျူလစ်အတွက်ထုတ်ပေးပြီးတော့သူ့ရဲ့ဖိုးတန်ပီယာတလုံးကိုလည်းပေးလိုက်ပါတယ်။ဒီဖြစ်ဖြစ်ပြီးတဲ့နောက်မှာတော့ဂျူလီကအဘော်တတိထားနေတာတွေကတဖြည်းဖြည်းနဲ့ယော့လာခဲ့ပါတော့လေ။သူတို့ကတယောက်နဲ့တယောက်ပုံဝင်လင်းလင်းပြောဆိုလာကြပြီးတော့ဂျုံရကြမဲ့ကိစ္စတွေအကြောင်းပေါ်ပေါ်ပါပါစကားပြောခဲ့ကြပါတယ်။ဒါမဲ့ဂျူလီကထွက်သွားခြင်းတဲ့အကြောင်းပြောတဲ့အခါမှာတော့အားကလည်းပြင်မအယံအနေများတာကြောင်းဆိုပြီးတော့ညှဉ်းဆန်နေတော့မှာပဲ။သူကလုံညုံတဲ့အချိန်ကျရင်သူမကိုအိမ်မြန်ပို့ပေးမယ်လို့ကြေပြေးခဲ့ပြီးတော့ ဂျူလီကတော့သဘောတူဖို့ကလွယ်ပြီးတော့ရွေးချယ်เสียမှရှိခဲ့ပါဘူး။နောက်ရင်နေကွက်တဲမှာတော့တခါတလေသူတို့ကပြေးလမ်းပေါ်မှာပြန်ကားတစည်းကိုအရှင်ပြင်းပြင်းမောင်းရင်းနဲ့ဆဲလို့ရှာပြောရှင်နေခဲ့ကြပါတယ်။ပြီးတော့တခါတလေ V9 ခွေတွေအတူတူနားထောင်ကြဒါမှမဟုတ်ရေစရာဂိမ်းတွေလည်းစောကြပါတယ်။သူတို့ရဲ့ပုံစံကတကယ်ကိုချစ်သူစုံတွဲတွေလိုပဲဖြစ်နေခဲ့ကြပါပြီ။ဂျူလီကအာဂါဖိုးကောင်ပြေးကြောင်းမေ့နေတယ်လို့တောင်ဖြစ်နေခဲ့ပါပြီ။ဖိုးကောင်တွေကညာဘက်တွေလည်းမအိတ်တာကြောင့်အာဂါညာတိုင်းဂျူလီကိုစောင့်ကြည့်နေခဲ့ပါတယ်။ ဒါကသူ့ကိုလုံခြုံပြီးတော့ညီတက်တယ်လို့ခံစားရပေမဲ့လည်းသူတို့ရဲ့ငြိမ်းချမ်းတဲ့ဘဝလေးကထာဝရမတည်မြဲနိုင်ပါဘူး။ဒါကြောင့်မှအားကဂျူလီပြောင်းနေရကိုရုတ်တရက်တည်ထားမိလိုက်ပါတော့တယ်။ထိုင်လန်ရှားနဲ့အပြင်ကိုပြန်ပြေးထွက်ပြီးတော့ဂျူလီကိုလိုက်ရှာလိုက်တဲ့အခါမှာတော့သူမကိုဖိုးကောင်တွေကဝိုင်းထားနှင်ပြီးသားဖြစ်နေခဲ့ပါပြီ။သူမသေးတမ်းတိုက်ခဲ့ဖို့ကြိုးစားခဲ့ပေမဲ့လည်းဖိုးကောင်တွေရဲ့ရေတွက်ကအယမ်းများနေခဲ့ပါတော့တယ်။အန်နိုကိုရဲဘုကောင်တကောင်ကဂျူလီကိုဖမ်းဆွဲလိုက်တဲ့အချိန်မှာတော့အားကချင်းပြီးပြန်ရောက်လာပြီးတော့သူမကိုကယ်တင်ခဲ့ပါတယ် ဒီကောင်မလေးအတွက်ကြောင့်အတရာသူ့ရဲ့အခြေဆုံးတငယ်ချင်းကိုတော်မှတိုက်ခိုက်ခဲ့ရပါတယ်။ဒါကြောင့်အန်ကဒါကိုလုံးဝနားမလည်နိုင်ခဲ့ပဲနဲ့ဖိုးကောင်တွေကလူသားတွေကိုစားတင်တယ်လို့သူကယုံကြည်နေခဲ့ပါတယ်။အားသာရှင်းပြဖို့ပြင်နေတုန်းမှပဲသူကအဝေးကနေဘိုးနီတကောင်ကိုရုတ်တရက်မြင်လိုက်ရပါတယ်။ဒီရဲ့ဆက်တဲ့တရဝါကိုမြင်လိုက်ရတဲ့အချိန်မှာတော့အာဒီယောဂျူလီကိုဆွဲခေါ်ပြီးတော့ထွက်ပြေးလိုက်ရပါတယ်။ဒါမဲ့ဘုန်းကြီးတွေကသူတို့ရဲ့သားကောင်ကိုလွယ်တကူလက်လျှော့ကြမှာမဟုတ်ခဲနဲ့သူတို့ဒီကောင်ကိုရှောင်နိုင်ခဲ့ပေမဲ့လည်းအပြင်ဘက်မှာဘုန်းကြီး၃ကောင်နဲ့တန်းတိုးပါတော့တယ်။ ဒါကြောင့်သူတို့နှစ်ယောက်တည်းတကယ်ကိုဒုက္ခရောက်ဖို့နီးကပ်လာခဲ့ပါပြီ။ဒီရေးကြီးရဲ့ခိုက်တက်မှာပဲအန်ကလေးစိတ်ကအထုပ်ဆွဲတဲ့ကားတစ်စီးကိုမောင်းလာပြီးတော့ဘုံနီတွေကိုဝင်တိုက်ကသူတို့နှစ်ဦးစလုံးကိုကယ်တင်ပေးခဲ့ပါတယ်။ဒါမဲ့သူတို့လုံုံပြီးတော့တင်နေတုန်းမှနေမယ်။နောက်ထပ်ဖုတ်ကောင်အုပ်စုတစုကသူတို့လမ်းမှာပိတ်နေခဲ့ပါတယ်။ဒါမဲ့ဒီဖုတ်ကောင်တွေကတော့အာမန်ဖုတ်ကောင်တွေဖြစ်နေကြပြီးတော့ဘုံနီတွေတော့မဟုတ်ပါဘူး။အားကလူသားတအုပ်နဲ့လက်တွဲထားတာကိုမြင်တဲ့အချိန်မှာတော့သူတို့ကတကူးကူးကိုနားလေသွားကြသလိုဖြစ်သွားခဲ့ပြီးဘာမှအနောက်ရှက်မပေးခဲ့ကြတော့ပါဘူး။ ဒါကြောင့်သူတို့ကပြိုင်ကားရစီတဲ့ခုံဝင်ခဲ့ပြီးတော့ဘိုးနီတွေရောက်မလာခင်မှာပဲမောင်းထွက်သွားခဲ့ကြပါတယ်။မိုးရီကလည်းတသင်းမဲမဲရွာနေခဲ့ပြီးတော့အားကလည်းတခုခုပြောချင်ပေမဲ့လည်းဘလို့စားရမှန်းမသိခဲ့ပါဘူး။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ကမြို့ငယ်လေးတစ်ခုကိုရောက်လာပြီးတော့ခဏတာနေထိုင်ဖို့အိမ်တလုံးရှာခဲ့ကြပါတယ်။အိမ်မှာတော့သူတို့ကကမ္ဘာတလုံးကိုတွေးခဲ့ကြပြီးချစ်သူစုံတွဲတွေလိုပဲသူတို့ကတယောက်ကိုတယောက်တပ်ပုံတွေရိုက်ပေးခဲ့ကြပါတယ်။အဲရမွေငယ်အားကနိုင်လုံးကိုစပွဲပေါ်တင်လိုက်ပြီးတော့သူကဂျူလီရဲ့ချစ်သူဘယ်ရီကိုစားခဲ့တဲ့အကြောင်းကိုဝန်ခံခဲ့ပါတယ်။ ဂျူလီကဒီမန်တရားကိုကြားတဲ့ခါမှာတော့အံ့ဩသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်တော့အာစီမာကဘယ်ရီရဲ့အကျင့်တွေအပြုတ်အမူအငွေသက်တွေကိုသူမှခံစားမိနေပြီးသားဖြစ်နေခဲ့လို့ပဲဖြစ်ပါတယ်။အာကတောင်းပန်လိုက်တဲ့ချိန်မှာတော့ဂျူလီကတိတ်ဆိတ်နေခဲ့ပါတယ်။သူ့ရဲ့ယင်းတွေကအရာတွေကိုဖွင့်ပြပြီးတဲ့နောက်မှာတော့အာကဝင်းတော့ဝင်ပေါ်ကြီးတခုကြာသွားသလိုမျိုးခံစားလိုက်ရပါတယ်။ဖောက်ကောင်နေမိနိုင်ပေမဲ့လည်းအဲဒီညမှာတော့အာဒီယောအိပ်ပျော်ပြီးတော့အိမ်မက်ပါမက်နေခဲ့ပါတယ်။ အိမ်မင်းထဲမှာတော့အာကဦးရင်တခုထဲမှာစကားပြောနေကြတဲ့ဂျူလီပယ်ရီနဲ့သူမရဲ့ချစ်ဆုံးတငယ်ချင်းနိုရာကိုမြင်ခဲ့ရပါတယ်။သူကသူတို့စီကိုရှောက်သွားပြီးတော့ဂျူလီကိုလည်းသူ့ရဲ့ချစ်သူဖြစ်ပေးနိုင်မလားလို့မေးခဲ့ပါတယ်။ဂျူလီဘာမှပြန်မဖြေရသေးခင်မှာပဲရုတ်တရက်အာကအိမ်မက်ကနေလန်နိုလာပါတော့တယ်။သူကထားလိုက်ပြီးတော့ပဝင်းညင်ကိုကြည့်လိုက်တဲ့အခါမှာတော့ဂျူလီကပျောက်သွားခဲ့တာသူမကထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဂျူလီထွက်သွားပြီမဲ့လည်းအာကပို့ပြီးတော့အေးချမ်းနေလို့ခံစားနိုင်ရပါတယ်။ ဘာပဲဖြစ်ဖြစ်ပို့ကောင်တကောင်နဲ့လူသားတယောက်ကဘလို့မှအတူတူမရှိနိုင်ဘူးဆိုတာကိုသူကသိထားလို့ပဲဖြစ်ပါတယ်။ဒီရက်မှာတော့ဂျူလီကလူသားတွေတည်တံ့နေထိုင်ကြတဲ့မြို့တော်စီကိုပြန်သွားခဲ့ပြီးတော့အာကတော့သူ့ရဲ့ဘဝဟောင်းစီကိုပဲပြန်သွားဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒါမဲ့မိုးရီထဲမှာရက်နေတဲ့ပို့ကောင်တကောင် ဖြစ်တဲ့အာကချမ်းနေဆိုတာမျိုးကို ခံစားနေခဲ့ရပါတယ်။ယုဒီယအန်ကပို့ကောင်ဖွဲတစ်ဖွဲနဲ့အတူသူ့ရှိမှာပေါ်လာပါတော့တယ်။အာကနေဂျူလီထွက်သွားပြီးတဲ့နောက်မှာတော့အန်ကလူနှစ်ယောက်လက်တွဲထားတဲ့ပိုစတာတစ်ခုကိုတွေ့ခဲ့တာပါ။ ဒီပိုစတာကြောင့်သူကအာဂနက်ဂျူလီကိုတတိယသွားရင်းနဲ့သူ့ရဲ့အရင်လူသားဘဝတော့ကမှတ်ဉာဏ်တွေကိုလည်းပြန်တတိယသွားခဲ့ပါတယ်။အဲဒီနောက်အန်နောက်ကလိုက်လာတဲ့နောက်ထပ်ဖုတ်ကောင်တစ်ကောင်ကလည်းပိုစတာကိုမြင်ပြီးတော့မှတ်ဉာဏ်တွေကိုပြန်လည်ရရှိလာခဲ့ပါတယ်။သူတို့ရဲ့အသေးနေတဲ့နှလုံးတွေလည်းပြန်ခုန်လာခဲ့ပြီးသူတို့ကလည်းလူသားအဖြစ်ကိုပြန်လည်ပြောင်းလာခဲ့ပါပြီ။ဒါမဲ့ဘုန်းကြီးတွေကသူတို့ကတခုခုမတူတော့ဘူးဆိုတာခံစားမိခဲ့ကြပါတယ်။သူတို့တော့ဒီပြောင်းလဲနေတဲ့ဖုတ်ကောင်တွေကသက်စာပေါက်တွေဖြစ်ပြီးတော့ဘုန်းကြီးတွေကသူတို့ကိုဖွယ်ရဲကနေနှစ်ထုတ်နေခဲ့ပါတယ်။ ဝန်ကြီးတွေကအားနဲ့ဂျူလီရဲ့ဆက်ဆံရေးကြောင့်ဖိုးကောင်ကဘာတစ်ခုလုံးကိုထိခိုက်စေတယ်လို့ပြောပြီးတော့အကုန်လုံးကိုသူတို့ပေါ်ပြစ်ပုံချနေခဲ့ပါတယ်။အခုတော့ဝန်ကြီးတွေကသူတို့နှစ်ယောက်ကိုလိုက်လံဖမ်းဆီးနေကြပါပြီ။ဂျူလီကိုကာကွယ်ဖို့အတွက်အားကလူသားတွေရဲ့မျိုးစီကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါမဲ့တယောက်တည်းဆိုရင်မတန်မာတာကိုသူသိနေတာကြောင့်အန်ကူကကူညီတောင်းခဲ့ရပါတယ်။ဒီနောက်မှာတော့အာကနဲအန်ဦးဆောင်လာတဲ့ဖိုးကောင်အဖွဲ့တစ်ဖွဲ့လုံးကလူသားတွေရဲ့မျိုးစီကိုထွက်ခွာခဲ့ကြပါတယ်။ အာဂါအန်တို့ကိုပြန်မဆောင်ခိုင်းထားလိုက်ပြီးတော့သူကတယောက်တည်းမျိုးရဲကိုခိုးဝင်ကဂျူလီကိုရှာပါတော့တယ်။ဘယ်ရီယာမန်ညာတွေကိုသုံးပြီးတော့အာဂါမျိုးရဲကိုဝင်လို့ရတဲ့လျှက်ဝဲလမ်းကြောင်းကိုရှာတွေ့ခဲ့ပါတယ်။အင်ဂျီကအုတ်ထုတ်ကိုဆောင်းလိုက်ပြီးတော့သူကလူတွေတတိမထားမိအောင်မျိုးရဲကိုတွားလိုက်တာပါ။တစ်ချိန်တည်းမှာပဲသူ့ရဲ့ခန္ဓာကိုယ်ကလည်းဇက်တိုက်ပြောင်းလဲနေခဲ့ပါပြီ။မကြခင်မှာပဲသူကဇေငန်အင်ကြီးတစ်လုံးပြည့်တဲ့ဂျူလီရဲ့အင်စီကိုရောက်လာခဲ့ပါတော့လေ။အဲနောက်သူဘလောက်ကြာကြာစောင့်နေခဲ့ရမှန်းမသိပြင်မဲ့လေ။နောက်ဆုံးမှာတော့လာသာဆောင်မှာရက်နေတဲ့ဂျူလီကိုမြင်လိုက်ရပါတော့လေ။ ူလီကအာကိုမြင်တဲ့အချိန်မှာတော့အံ့အသင်သွားခဲ့ပါတယ်။သူမကတကားပွင့်ပြီးတော့သူ့ကိုဝင်ခွင့်ပေးကာနွေတွေးစာပွေဖဲလိုက်ပြီးတော့အာရဲ့ခန္ဓာကိုယ်ပူချင်ကိုလည်းခန်းစားမိလိုက်ပါတယ်။အာကတရားဖို့ကောင်တွေအများကြီးလည်းသူ့လိုမျိုးပြောင်းလဲနေကြောင်းနဲ့ဘုန်းကြီးတွေကသူတို့ကိုလိုက်လံဖမ်းဆီးနေပြီဆိုတဲ့အကြောင်းကိုဂျူလီကိုပြောပြခဲ့ပါတယ်။ဒါကိုကြားတဲ့အခါမှာတော့ဂျူလီကလည်းသူမရဲ့ဖေဖို့မူကြီးကိုတွားပြီးတော့အကုန်လုံးကိုရှင်းပြဖို့အဆုံးဖြတ်လိုက်ပါတယ်။ဒါမဲ့ဒီချိန်တည်းမှာပဲဘုန်းကြီးတွေရဲ့တပ်ဖွဲ့ကြီးတွေကလည်းလူသားတွေရဲ့မျိုးပစ်စီကိုအစုလိုက်ပြုံလိုက်ကိုကြီးတက်လာနေခဲ့ကြပါပြီ ဗိုလ်မှူးကြီးကကောင်းပါပြီသူတို့ပြောတဲ့စကားကိုနားမထောင်ကျင်တာကြောင့်ရွေးချယ်စရာမရှိတော့ဘဲနဲ့အာဂါသူ့ကိုတွေးဖို့ထွက်ခဲ့ရပါတယ်။သူအဲဒီကိုမလာခင်မှာလူသားတစ်ယောက်နဲ့တူအောင်မိတ်ကပ်လိန်ထားပေမဲ့လေဂရီဂျီယိုကအာဂိုမြင်တာနဲ့ဖုတ်ကောင်တော်ကောင်ပဲချက်ချင်းတန်းတီးပြီးတော့တနက်နဲ့ချိန်ခဲ့ပါတော့တယ်။ဂရီဂျီယိုကအာစီကစကားတခုကိုမှနားမထောင်ခဲ့တာပါ။နောက်ဆုံးချိန်လေးမှာပဲလူရာကဂရီဂျီယိုကိုတနက်နဲ့ချိန်လိုက်တာကြောင့်အာဂနဲ့ဂျူလီတို့အတွက်ထွက်ပြေးဖို့ချိန်ရခဲ့ပါတယ်။ အပြင်ဘက်မှာတော့ဖိုးကောင်ပွဲတစ်ပွဲလုံးကဆူယုံနေခဲ့ပြီးတော့သူတို့အားလုံးကလည်းအကလိုမျိုးဖိုးကောင်ကူးစက်မှုကနေတဝက်တစ်မြက်လွမြောက်နေခဲ့ကြပြီးတော့စတင်ပြောင်းလဲနေသူတွေပဲဖြစ်ပါတယ်။ဂျိုဒီယဘိုကနေအကြောင်းမဲ့ပွဲအော်ဟစ်တန်ကြီးကထွက်ပေါ်လာပြီးရဲ့နောက်မှာတော့ဘိုးနီတွေလည်းရောက်လာခဲ့ပါပြီ။မန်နီကလည်းကြည်ခွဲသွားတဲ့အချိန်မှာတော့ဘိုးနီတွေကခေါင်းမိုးပေါ်ကနေကြဆင်းလာခဲ့ကြပါတယ်။ရစက်ကြံကြုတ်တဲ့ဖိုးကောင်ချင်းတိုက်ပွဲတစ်ခုကလည်းစတင်လာခဲ့ပါပြီ။ဘိုးနီတွေကအာကနက်ဂျူလီကိုလိုက်ရှာနေခဲ့ကြတာကြောင့်သူတို့နှစ်ယောက်အနေနဲ့ထွက်ပြေးဖို့ကလွယ်ပြီးတော့ရွေးချယ်စာမရှိခဲ့ကြတော့ပါဘူး။ ဲဒီချိန်မှာပဲလူသားစစ်တပ်ကရောက်လာပြီးတော့သူတို့ရှေ့ကမြင်ကွင်းကြောင်အားလုံးကလည်းအားတင်သွားခဲ့ကြပါတယ်။ဒါမဲ့စစ်သားတွေကဘုံးလီတွေကိုပူပေါင်းပြီးတော့တိုက်ခိုက်ပေးနေခဲ့ကြပါတယ်။ကပင်းနေတို့မှာပဲအာကနဲ့ဂျူလီတို့နှစ်ယောက်ကဘုံးလီအဖွဲတပွဲပိတ်ဆို့တာကိုခံလိုက်ရပါတယ်။သူတို့နှစ်ယောက်ကတကားကိုတုံ့ဖွဲ့လိုက်ပေမဲ့လည်းခွတ်ပေါင်မရှိဘဲနဲ့အထက်မြင့်တစ်ခုမှရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဘုံးလီတွေကပူပြီးနီလာတဲ့အချိန်မှာတော့အာကဂျူလီကိုဆွဲဖက်ပြီးတော့ခုန်ချလိုက်ပါတယ်။ သူတို့နှစ်ယောက်လုံးရေကန်ပေါ်ကိုပြုတ်ကျသွားကြပြီမဲ့လေရေကန်ကအယံမနဲ့တဲ့အတွက်အာကာအောက်ချီနဲ့တိုက်မိသွားခဲ့ပါတယ်ကန်ကောင်းစွာနဲ့ဂျူလီစင်ပြေခဲ့ပြီးတော့အပြန်ပေါ်မလာတဲ့အခါမှာတော့ဂျူလီကစိတ်ပူပြီးတော့ရေထဲငုံကသူ့ကိုပြန်ဆွဲတင်ခဲ့ပါတယ်အဲဒီမှာပဲအာကာသတိပြန်ဝင်လာခဲ့ပါတော့တယ်အတူတူသစ်ရှင်ပြီးတဲ့နောက်မှာတော့သူတို့ကနေရောက်သားနန်းဆိုင်လိုက်ကြပြီးတော့အာရဲ့မျိုးလုံးတွေကလည်းလုံးဝလူသားတယောက်တို့မျိုးပြန်ပြောင်းသွားခဲ့ပါပြီဒါမဲ့ရုတ်တရက်ကြီးစံတောင်းကအောက်ကိုထိမှန်သွားခဲ့ပါတယ် ဝမ်ဝကြီးဂရီဂျီကိုပြစ်လိုက်တာဖြစ်ပြီးအာဂနက်ဂျူလီယိုနီယောအတူတူရှိနေတာကိုသဘောမတူခဲ့တာအကြောင်းပဲဖြစ်ပါတယ်။ဂျူလီကဒေသန်ရှင်းမြဖို့ကြိုးစားနေတော့မှပဲအာဂရဲ့တန်ရာကနေသွေးတွေလည်းစီးကျလာခဲ့ပါတယ်။မန်နဂေရောဖို့ကောင်တွေကသွေးမထွက်တတ်ကြပါဘူး။ဒါကြောင့်ပဲသွေးထည့်နေတာကိုမြင်တဲ့အခါမှာတော့ဂရီဂျီကိုလည်းတုံလို့သွားခဲ့ပြီးတော့စိတ်ပြောင်းသွားသလိုမျိုးစသားတွေကလည်းသူတို့ရဲ့လက်နက်တွေကိုချလိုက်ကြပါတယ်။လူသားတွေကအားကိုလက်ခံလိုက်ကြပါပြီ။ဒီနောက်မှာတော့ဖို့ကောင်ကူဆက်မှုကနေလွတ်မြောက်ခါစားဖို့ကောင်တွေကလူသားတွေနဲ့အတူရပ်တည်ပြီးတော့ ဘုံဏီရဲ့အားလုံးကိုဒုဒကသုတ်တင်ရှင်းလင်းခဲ့ကြပါတယ်။ပုံမှန်ဖို့ကောင်းနေတဲ့မလူတာကတော့ဘုံဏီတွေကဘယ်တော့မှလူသားပြန်မဖြစ်နိုင်ကြတာပါ။လොမြောက်သွားတဲ့ဘုံဏီတွေကလည်းငတ်မော့ပြီးတော့တည်ဆုံကုန်ကြပါပြီ။ပြောင်းလဲလာကြတဲ့ဖို့ကောင်းတွေကတော့လူသားတွေလိုဘလို့ပြန်ပြီးတော့နေထိုင်ရမယ်ဆိုတာကအစတည်ယူနေခဲ့ကြရပါတယ်။ဒီနောက်မှာတော့မျိုးတော်ကတဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာခဲ့ပါတော့လေ။ဒီလိုချောင်းကိုဒူဒူမြသုံးရင်းနဲ့အန်ကနူရာနဲ့ယင်းနီလာခဲ့ပါတယ်။ အားကတော့လုံးဝလူသားဖြစ်ပြောင်းလဲသွားခဲ့ပြီးတော့သူနဲ့ဂျူလီတို့ကလည်းအတူတူရပ်ပြီးတော့အဝေးကနေဝင်ချိန်ကိုကြည့်နေခဲ့ကြပါတယ်။သူတို့ရှိနေတော့မှပဲဖိုးကောင်တွေနဲ့ခွဲခြားထားတဲ့မြို့ရိုးကိုဖောက်ခွဲပစ်လိုက်ပါတယ်။ဒါကတော့ဖိုးကောင်ကပြီးဆုံးသွားပြီဆိုတဲ့လက္ခဏာတစ်ခုပါပဲ။ဇလန်ဒီကတော့ဒါပါပဲခင်ဗျ။ဇုံဒီနာဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျ။